ဒါကတော့အသစ်စားခောက်ဆွဲချောက်ကို အစားများလို့ဦးမကြီးထဲရာဘာဘောလုံးအသေးစားလိုမျိုးပိတ်ဆို့နေတာကိုခံစားနေရတဲ့မြမမလေးတယောက်ပါ။တို့မရဲ့ဦးမကြီးထဲကအဲ့ဒီအလုံးကြီးဟာဘက်ကနေစတင်ဖြစ်ပေါ်လာပြီးအသစ်စားခောက်ဆွဲချောက်အလုံးကျွန်းစားမိတာလောက်နဲ့ဒီလောက်အထိအသက်ပေးရခံနည်းဖြစ်ရမှာအကြောင်းအရာတစ်ခုကိုကျွန်တော်ရဲ့ညီအကိုမောင်နှမများနဲ့မိဘပြည်သူများအတွက်ဘုံတူတာဖြစ်ပေါ်ဝင်စိတ်ဝင်စားပွဲဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။ ျွန်တော်ကတော့ဇန်လေးပါကျွန်တော်တို့တွေညလေကောင်းဘိုက်စားလာရင်အလွယ်တကူစားစရာပါရှိလဲလို့လူဆယ်ယောက်ကိုဒီမေးခွန်းမေးရင် ကိုယောက်ကတော့အတိအစားခောက်ဆွဲကြလို့ဖြေမှာပဲဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လဲညဘက်အလောလောလို့ဗိုက်စားလာရင်ဤနှွေးထဲစိန်ထားတဲ့ဒီအသည့်စားခောက်ဆွဲရောက်ကို တခါတလေစဖြစ်ပါတယ်အချိန်တိုလေးနဲ့အလွယ်တကူပျောက်စားပြီးဘိုင်ပြည့်တဲ့အတွက်ကြောင့်ပဲလူတွေစားကြတာမဆမ်းပါဘူးဒါပေမဲ့ကြာကြာဆွဲသွားပြီးမြဲစားမိရာကနေအလွန်ကျွန်းစားမိရင်တော့တကယ်ကိုအန္တရာယ်များပါတယ်လူကိုအတန်တိုက်တတ်တဲ့အထက်မှာဒီအသည့်စားခောက်ဆွဲကြောင့်လည်းပါဝင်နေပါတယ်ဘလတ်တောင်ဆူကြိုးများလဲအလွန်ကျွန်းစားမိရင်ဘာဖြစ်တတ်လဲဆိုတာဒီဗီဒီယိုမှာဝေမျှပေးသွားမှာဖြစ်လို့အဆုံးထိကြည့်ပေးကြဖို့တောင်းဆိုချင်ပါတယ် ဒီအသည့်စားခောက်ဆွဲကြောက်တွေကိုအလုံးကျွန်စားတဲ့အထဲမှာကျွန်တော်တို့မြန်မာနိုင်ငံကလည်းပါဝင်နေပါတယ်။ဈေးကွက်ထဲမှာဆိုရင်လည်းနိုင်ငံအနှားကအသည့်စားခောက်ဆွဲကြောက်တွေမျိုးစုံရှိနေကြပြီးထိုင်းတရုတ်ဗီယက်နမ်နဲ့ကိုရီးယားစသဖြင့်အမှတ်တံဆိုင်ပေါင်းများစွာရှိနေပါတယ်။ပြည်တွင်းဖြစ်ခောက်ဆွဲကြောက်တွေလည်းရှိပြီးချင်းဆက်၊စီကြက်၊ချက်သားအချိုး၊စပိုက်စီစတဲ့စတဲ့ရွေးချယ်စရာတွေလည်းအများကြီးပါ။ ီအသည့်အစားခောက်ဆွဲကြောက်တွေကိုအဓိကအစားများတာကတော့လူငယ်တွေနဲ့ဇန်နဲ့အောက်ကလေးတွေပဲဖြစ်ပါတယ်လူငယ်တဘာဝဟိမရိုက်တာရှိရင်လဲရွေးချယ်စရာတွေများစွာထဲကမှဒီအသည့်အစားခောက်ဆွဲကြောက်ထုတ်တွေကိုရွေးချယ်ကြပါတယ်တချို့ကလေးတွေဆိုရင်ဒီအသည့်အစားခောက်ဆွဲကြောက်ထုတ်တွေကိုမပြောက်ဘဲတောင် အစိမ့်လိုက်ချေမှွှပြီးဒီအတိုင်းဝါစားကြသလိုတနည်းတစ်ထောက်အမြဲစားတဲ့သူလည်းရှိပါတယ်ခောက်ဆွဲဆိုတာကြောင်နဲ့လောက်ရတာဖြစ်ပြီး တာမန်ခေါက်ဆက်တစ်ခွေကိုအချောက်ခံပြီးဒီအတိုင်းထားရင်တော့ဒေရပါလေ။တုံရက်ထက်ပူထားလို့မရပါဘူး။မှုတက်တာတွေပျောက်ကွန်တာတွေ ဖြစ်ပြီးပျက်စီးသွားမှာပါ။ထောက်ပူရောင်းချနေတဲ့ဒီခေါက်ဆက်တစ်ထောက်ကအ ਨੇ ဆုံး၃လတက်တန်းခံပါတယ်။ဒီမှာတင်အသစ်စားခေါက်ဆက်ကြောက်တွေထဲမှာဒေဂျာပေါက်တာရှိခံစေးထည့်ထားမှာတည်တာပါတယ်။အဲ့ဒီတာရှိခံစေးဝါတွေကဓာတ်ပစ္စည်းနဲ့လောက်ထားတဲ့အတွက် အရန်ကိုအလျင်များပါလေ နောက်တစ်ချက်ကစိုးစေးနဲ့ဖျောင်းပါဒီခေါက်ဆွဲ၆တွေကိုပြောလိုက်ရင်အဝါရောင်လေးတွေမြင်မှုကြမှာပါကျဲဥပါဝင်နေလို့ခေါက်ဆွဲကဝါသွားတာလက်ခံလို့ရပေမယ်တချို့ခေါက်ဆွဲ၆တွေဟာစပြောက်ခါစားမှာအဝါရောင်ပြုတ်ပြီးလို့အချိန်ကြာသွားရင်အဖြူရောင်ပြောင်းသွားတတ်ပြီးအေးအေးခံလိုက်ရင်တော့ခဲသွားတတ်ပါတယ်ဒါကိုကြည့်ရင်စူးစင်းတဲ့ဖျောင်းတုံမတုံတိတာပါတယ်။မယုံရင်မိမိအိမ်ကခေါက်ဆက်တထုပ်ကို7မိနစ်ပြုတ်ပြီ ပျော့ရည်ကိုတညထားကြည့်ပါ မန်နေဂျာအဖြစ်မှန်ကိုတွေ့ရမှာပါပြီးရင်တော့သူ့မှာပါတဲ့အရာဓာထောက်တွေထဲမှာဘာတွေပါဝင်နေမလဲစက်တာအနာရတာအမေသားဝက်သားနဲ့ပစုံစတဲ့အရာဓာမျိုးစုံကိုဒီအမှောက်လေးတစ်ထောက်အစီလေးတစ်ထောက်ကနေရနေတာပါအဲ့ဒီအမှောက်ထောက်တွေကလည်းအချို့မှောက်နဲ့စက်သားမှောက်ကိုအဓိကတောင်းထားတာဖြစ်ပြီးအဲ့ဒါတွေကလူတွေအတွက်မကောင်းမှအလုံးတီးပီးတာလည်းဖြစ်မှာပါ ဒါတွေကိုကြည့်ရင်တော့အတ္တစားခေါက်စကြောက်တစ်ထောက်မှာတာရှိခံစီစူးစီအချိုမောက်နဲ့ကြက်သားမောက်တွေပါဝင်နေပါပြီခေါက်ဆွဲတစ်ထောက်မှာဂျုံရဲ့အာဟာရဖြစ်မှုကလွဲရင်ကျန်တာတွေကလူတွေအတွက်လုံးဝမကောင်းပါဘူးတာရှိခံစီနဲ့စူးစီတွေကကိုတွင်းကလီစာတွေကိုကောင်းကောင်းဒုက္ခပေးပြီးအစာအိမ်ကင်စာဥကင်စာဥမကြီးကင်စာနဲ့လဲချောင်းကင်စာတွေကိုဖြစ်ပွားစေပါတယ်အချိုမောက်နဲ့ကြက်သားမောက်အရသာထောက်တွေကတော့ အယူကျွအယူပွားယောဂါကိုဖြစ်ပေါ်နိုင်ပါတယ်။ဒီအသေးစား66ထုပ်ကိုအမဲစားလို့ဒုက္ခရောက်ခဲ့ရတဲ့18နှစ်အရွယ်မြန်မာမိန်းကလေးတစ်ယောက်အကြောင်းကိုစက်ပြီဝေမျက်ပေးသွားမှာပါ။ကြိကန်ရှင်ရဲ့ခပြိုချက်ရပေမဲ့အမေလွဲလေးနဲ့ပဲဖော်ပြပေးခြင်းပါတယ်။အ2019လောက်တုန်းကနေပြီးတော့အနည်းကမြို့မြို့မှာလှလှဆိုတဲ့ကောင်မလေးတယောက်နေပြီးတော့ကတိ2000စီယုံစီအေးပေါ်လူနာနဲ့ရောက်ရှိလာပါတယ်။သူမဟာ ဝမ်လုံးဝမသွားတော့တာဖြစ်ပြီးအရေးလဲတောက်မရအဖလည်းစားမရဖြစ်နေပါတယ်။တပတ်အတွင်းစားသသမျှလည်းဝမ်မသွားတော့တဲ့အတွက်ဘိုက်ထဲမှာရှိနေသေးပြီးတော့ကိုယ်ဝန်ရှိနေသလိုဘိုက်ပူဖောင်းကားကြီးဖြစ်နေပါတယ်။ဆရာဝန်ဆရာမတွေလည်းမျိုးစုံစံတက်ပြီးစေးတွေနဲ့ကူတာနေပြီမယ်။မသက်သာလာပါဘူး။အဲ့ဒီအချိန်မှာဝါရီတမတော်တယောက်ရောက်ရှိလာပြီးတပတ်အတွင်းဘာရီစားသသလဲမေတော့မှယောဂဈေးမြအဖြစ်ပေါ်လာပါတယ်။ လာလာတယောက်ပါးစပ်ပြက်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့အသစ်စား66တွေစားတာ3လလောက်ရှိပြီလို့ဖြစ်ပါတယ်တီးတီးချင်းပဲဇာဝုန်လေးသဘောပေါက်သွားပြီးချက်ချင်းခွဲကမ်းပြင်ကခွဲဆဲကြည့်လိုက်ပါတယ်လာလာရဲ့ဦးမကြီးမှာရာဘာဘောလုံးအသေးစားလိုမျိုးပိတ်ဆို့နေတာဖြစ်ပြီးအဲ့ဒီအလုံးကြီးကခောက်ဆွဲကတာရှိခံစီးတွေဖျောင်းတတ်တွေနဲ့အစီတွေပေါင်းပြီးလုံးနေတာဖြစ်ကြောင်းကောက်ချက်ချကြပါတယ် ခွဲစိတ်ပြီးအဲ့ဒါကိုဖဲထုတ်လိုက်တော့မှလှလှတယောက်အဆင်ပြေသွားပါတယ်။ဆရာဝန်ရဲ့ပြောပြချက်အရအဲ့ဒီအရာကိုသာအချိန်မီမဖဲရှားနိုင်ရင်တော့လှလှဟာအသက်ဆုံးရှုံးနိုင်ခြင်းရှိကြောင်းလည်းဆိုပါတယ်။ဖိရတဲ့အကြောင်းရင်းကလည်းအသည့်စားခေါက်ဆက်ချောက်ကိုတောင်းလာလို့ရေရှည်စက်တိုက်စားမိတဲ့အတွက်ဒီလောက်အထိအချိန်နေဆိုးသွားတာလည်းဖြစ်ပါတယ်။အခုဗီဒီယိုကိုကြည့်ရှုနေကြတဲ့ကျွန်တော်ရဲ့ညီအကိုမွန်နမများနဲ့မိဘပြည်သူများအနေနဲ့ ဒီဖြစ်ရပ်ကိုကြည့်ပြီးတင်ငန်းစာယူလို့ရအောင်ဝေမျှပေးတာပဲဖြစ်ပါတယ်။ဇယဝန်တွေကတော့ကိုဝန်ဆောင်မိခင်တွေကိုလည်းဒီအသည့်စားခေါက်ဆဲချောက်ထုတ်တွေကိုလုံးဝမစားကြဖို့တားမြစ်ထားကြပါတယ်။အသည့်စားခေါက်ဆဲချောက်အထောက်ကိုရေရှည်အမြဲမစားသေးသလိုတပတ်တစ်ကြိမ်ထက်ပိုမစားသေးပါဘူးတကယ်လို့မဖြစ်မနေစားမယ်ဆိုရင်တောင်ရည်နွေးစိန်စားတာမျိုးမလုပ်ပဲပြုတ်စားသေးပါလေပြုတ်စားတယ်ဆိုရင်လဲပထမပြုတ်ရည်ကိုတုံပစ်ပြီး ရင်းနှွေးနဲ့အစ်စ်ရောနောစားသေးပါတယ်လုံးဝမစားဘဲနေဖို့ကလည်းမဖြစ်နိုင်တလို့စားစရာကဒါပဲရှိပါတယ်ဒါကြောင့်ဒီအစ်စ်အစားခေါက်ဆွဲ၆ထုတ်တွေကိုတန်နိုင်တဲ့လောက်ရှော့စားကြဖို့စည်စနာထားမျှဝေပေးလိုက်ရပါတယ်နော်ရဘာနော်ရဘာတွေပါလေဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာအစ်စ်များကိုဝေမျှပေးသွားအောင်မှဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုကြပါတယ် အဆုံးထိကြည့်ရှုပေးကြတဲ့ကျွန်တော်ရဲ့ညီအစ်ကိုများနဲ့မြန်မာပြည်သူပြည်သားအပေါင်းစိတ်ချမ်းသာကိုကြမ်းမာရှိကြပါစေ။ယောဂဗျာတွေကင်ဝေးပြီးတာယာပျော်ရှင်တဲ့ဘဝတွေကိုစီပိုင်ဆိုင်နေကြပါစေလို့ဆုမွန်ကောင်းတောင်းရင်ဝေမျှပေးလိုက်ရပါတယ်။